အာဆီယံနိုင်ငံတွေကပညာရှင်တွေနဲ့ကင်းတောင်နီးစနစ်တွေကိုအထက်ကတက်လမ်းမတော်ကျောင်းမှာလေးရတာတင် जा ပို့ချပေးဖို့ရှိပါတယ်ဒီသတင်းကိုတော့ဒေါ်လေးလေးမွန်ပေးပို့ထားပါတယ်ရှင်မြန်မာနိုင်ငံကင်းတော့တင်တဲ့နီးစနစ်ရေးဆွဲရေးဆိုင်ရာအလုပ်ယုံဆွေးနွေးပွဲကိုထိုင်း၊ဗီယက်နမ်၊စင်ကာပူ၊ဖိလစ်ပိုင်၊ဟောင်ကောင်၊အင်ဒိုနီးရှား၊မလေးရှား၊ဘင်္ဂလားဒေ့ရှ်၊အိန္ဒိယစတဲ့နိုင်ငံတွေကကင်းတော့ပညာရှင်ဆယောက်ကနေတင်ကြားပို့ချဆွေးနွေးသွားကြမှာပါ။ဒါပေမဲ့နှစ်ပေါင်းများစွာ1964ခုနှစ်ကကွဲပြောက်သွားခဲ့တဲ့ကင်းတော့ ပြန်လဲပြီးတော့ကျိုးထောင်ဆောင်ရွက်နိုင်မှုဆောင်ရွက်တဲ့အခါကျတော့အခုနောက်ထပ်ကိုမြင့်လာမယ်တိုးချဲ့လာမယ်တင်းနောက်ဖွဲ့သားတွေအတွက်လိုအပ်တဲ့စနစ်ကြသောတင်နာများကိုပေးနိုင်မှုအတွက်အခုဒီနေ့ကနေစပြီးတော့၄ရက်တိတိကျွန်တော်အင်မတန်အတွေ့အကြုံရှိသောကျွန်တော်ရဲ့ panel members များကအားလုံးကညီနိုင်ဆောင်ရွက်သွားကြမှာဖြစ်ပါ မြန်မာနိုင်ငံမှာ1964ခုနှစ်ဗိုလ်ချုပ်ကြီးနေဝင်လက်ထက်မှာကင်းထောက်လုပ်ငန်းစဉ်တွေရပ်ဆိုင်းခဲ့ပါတယ်။အဲဒီနောက်48နှစ်အကြာ2012ခုနှစ်မှာပြန်ပြီးစတင်ခဲ့ပါတယ်။ကင်းထောက်လုပ်ငန်းစဉ်တွေရှင်သန်ဖွံ့ဖြိုးဖို့အတွက်ကမ္ဘာကင်းထောက်အဖွဲ့ချုပ်နဲ့အာရှပစိဖိတ်ကင်းထောက်အဖွဲ့ချုပ်ကလာရောက်ကူညီနေကြတာပါ။ဒီနေ့လုပ်တဲ့ workshop ကကျွန်တော်နိုင်ငံအတွက်ဒီသင်္นานဤစနစ်ဆိုင်ရာပေါ့လေ။လမ်းတစ်ပတ်သက်တဲ့ဟာကိုရေးဆွဲရေးဆိုင်ရာလေးကိုဆွေးနွေးပွဲပါ။ကျွန်တော်နိုင်ငံရဲ့ ကျင်းသောဒီစနစ်ဒီကိုပြန်လည်တင် जा ပို့ချဖို့အတွက်စိတ်ဝင်စားလည်းရောက်ပို့ချတာအခုကျွန်တော်တို့ပြည်ပပညာရှင်ကျွန်တော်စီမှာ10ရောက်ရောက်နေပါတယ်ခင်ဗျာဒီအလုံယုံဆွေးနွေးပွဲကိုဇူလိုင်16ရက်နေ့19ရက်နေ့အထိ၄ရက်တာပြုလုပ်သွားမှာဖြစ်ပါတယ်ကင်းထောက်အလုံယုံဆွေးနွေးပွဲကိုတက္ကသိုလ်အဆင့်ကင်းထောက်ចောင်းသားចောင်းသူအချို့အပါအဝင် တက္ကသိုလ်ကကင်းထောက်နီးပြဆရာတွေနဲ့အခြေခံပညာဦးစီးဌာနအောက်ကတိုင်းနယ်ပြည်နယ်၁၈ခုကိုစားကင်းထောက်နီးပြဆရာတွေကိုဦးစားပေးပြီးသင်တန်းပို့ချသွားမှာဖြစ်ပါတယ်။ကျွန်တော်စကားကိုဘယ်လိုနှံခံယူနားရတာဆိုတော့ဒီဟာလူမှုသင်ဖွဲ့စည်းဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့ တော်လေးကိုမျှော်မှန်းထားပါဘယ်လိုမျှော်မှန်းလဲဆိုရင်သူကကမ္ဘာနိုင်ငံအလုံးနဲ့သူကဆက်သွယ်ပြီးလုပ်ဆောင်တာဖြစ်တဲ့အတွက်ဟိုဝမ်းသာပြီးကြည့်ပြီးတော့ပြီးတော့ဒီဆက်ကောက်ရဲ့လုပ်ငန်းစဉ်တွေအားလုံးကလည်းဘလူးအန်နီဘလူးချင်းဒီမှာမရှိသူကအကောင်းဆုံးချင်းနဲ့လုပ်ဆောင်နိုင်တဲ့အထိဖြစ်နေလို့ပါမှာကင်းတောက်ဖြစ်ရခြင်းအမြဲတမ်းမုံမြတ်တဲ့ကိစ္စဖြစ်ပါတယ်အဲကင်းတောက်ဖြစ်တဲ့အမျိုးသမီးတွေဆိုလို့ရှိရင်နောင်တစ်ချိန်ပေါ့နော်ငယ်စဉ်ကဖြစ်ခဲ့တဲ့မျိုးသမီးတွေဆိုနောင်တစ်ချိန်မှာနိုင်ငံခေါင်းဆောင်တွေဖြစ်ပါတယ်ဟိုဥမာပေးရမယ်ဆိုလို့ရှိရင်အခုနိုင်ငံခေါင်းဆောင်ဖြစ်နေတဲ့ ဒေါတင်ဒေါအောင်ဆန်းစုကြည်ဟာဟိုကင်းတော့မျိုးသမီးဖြစ်ခဲ့ပါတယ်။ဆီမားနဲ့တချိန်နဲ့ပေါ့နော်။ဆီမားတို့တွေကနောင်တချိန်မှာဒီသူများကိုကူဖို့လိုလိုလာလို့ရှိရင်အစဉ်အသင့်ဖြစ်နေဖို့ပေါ့နော်။ဆိုတော့ဒီအကြောင်းပညာတွေမဟုတ်ဘူး။အကြောင်းပြပပညာပါ။သင်ပေးတဲ့သဘောပါ။မြန်မာတနိုင်ငံလုံးကအကြောင်း600ကျော်မှာကင်းထောက်အဖွဲ့တွေကိုဖွဲ့စည်းထားပါတယ်။2016ခုနှစ်အထိအဖွဲ့ဝင်ပေါင်း6000နီးပါးရှိနေပါတယ်ကျမလေးလေးမော်မော်